အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့ခွေးကလေးရဲ့ဖူးဖူးနဲ့ဖွားဖွားပုံမြင်ပဲဖြစ်ပါတယ်ရှင်ဖူးရှိရှိတုန်းကကြေးရွာလေးတရွာမှာအဖိုးအဖွားလင်မယားနှစ်ယောက်ဟာသာသမီတွေရဲ့အကူအညီမရပဲတယောက်နဲ့တယောက်အပြန်အလှန်မိခိုးရင်းအတူနေလာကြတဲ့တနေ့တော့အဖွားအိုဟာအိမ်နဲ့ခလန်းလန်းကစမ်းကြောင်ကလေးမှာအဝေးကလေးတွေရှော့ဖွင့်နေတော့တူတာလေးတလုံးမျောလာပြီးသူ့အနားမှာလားတင်နေပါရော အဖွားကြီးကလည်းအဝေးလျှော်တာကိုခဏ ာရက်ပြီးတိရကိုဆဲယူလိုက်တယ်။ဘေးနာမှာကုလုပ်ပင်းနေတဲ့အဖိုးကိုခေါ်ပြီးအတူဖွင့်ကြည့်ကြတဲ့အခါအထဲထဲမှာတွေ့လိုက်ရတာကချစ်စရာခွေးလေးတစ်ကောင်ဖြစ်နေပါတဲ့။ သာသမီမိမိတွေနဲ့အတူနေရတဲ့သူတွေမဟုတ်တော့အဖိုးနဲ့အဖွားဟာခွေးကလေးကိုမွေးစားကြဖို့ဆုံးဖြတ်လိုက်ကြတယ်။အဲဒီနေ့ကစပြီးခွေးပေါက်ကလေးကို သူတို့စားသလိုကြွေးသူတို့နဲ့အတူသေးပဲသွားသွားလဲခေါ်သွားပြီးသာသမီအရင်ချလိုချစ်ကြရှာတဲ့ခွေးလေးကလည်းအဖိုးနဲ့အဖွားနဲ့ဆို အမြဲပျော်ရွှင်ခွန်ပေါက်နေတာပဲအင်ကိုလည်းကောက်ွက်ဆောက်ရှောက်တဲ့တစိမ့်တွေကဲ့ရင် ထွက်မသွားမချင်းဟောင်းပြီးမောင်းထုတ်ပါတဲ့တနေ့တော့အဖိုးနဲ့အဖွားလေထဲမှာသီးပင်စားပင်တွေစိုက်နေတော့ခွေးလေးဟာတနေရာကိုတူးပြီးမယမနာဟောင်းနေတဲ့အဖိုးကလည်းခွေးကလေးအကြောင်းမဲ့ဟောင်းတာမဖြစ်နိုင်လားဟုဆိုပြီးပေါတူးနဲ့တူးကြည့်လိုက်တာအိုးတလုံးဖြစ်နေတယ်။အိမ်ကိုယူလာပြီးအဖွားကြီးနဲ့အတူဖွဲ့ကြည့်လိုက်တဲ့အခါရွှေတွေရတနာတွေဖြစ်နေလို့တအားကိုအံ့ဩသွားကြတယ်။သူတို့အိမ်ကထူဆန်တဲ့အော်တန်တွေကြားလို့အိမ်ကြီးချင်း အဖွားအိုတယောက်ကလာချမ်းနာထောင်ရင် အကြောင်းရင်းကိုတည်သွားတဲ့အဲ့ဒီအဖွားအိုဟာသူ့အိမ်ကိုပြန်သူ့ယောက်ျားအဖိုးအိုကိုပြောပြလိုက်တယ်။စိတ်ထားမကောင်းကြတဲ့သူတို့ဟာဒီလိုအကြံထုတ်ကြတယ်။အဲ့ဒီညမှာစိတ်ဖုတ်တဲ့လေမယားဟာအဖိုးနဲ့အဖွားတို့ရဲ့ခွေးကလေးကို တိတ်တိတ်လေးအစာနဲ့မြပြီးခေါ်ယူသွားတယ်။ပြီးတော့လေဘင်းမှာကြိုးချီလေတော်တွေကိုဆွဲခေါ်သွားပြီးရွှေအိုရှိယာကို အတင်းပြခိုင်းတဲ့ ခွေလေးကလည်းတနေရာရောက်တော့ရက်ပြီးမြေကြီးကိုပုတ်ပြတဲ့ဒါနဲ့လောဘကြီးတဲ့အဖိုးနဲ့အဖွားတို့လည်းတူစားလိုက်ကြတာရွှေအိုးကြီးမတွေ့ပဲမွေးတွေဖွားတွေကင်းမိောက်တွေသာထွက်လာပါရောဒါနဲ့စိတ်ဆိုးသွားပြီးခွေကလေးကိုဟဲ့ဒီမာတင်ရိုက်တက်ခဲ့ကြပါတော့တယ် မနက်မိုးလင်းတို့အဖိုးနဲ့အဖွားတို့လာတော့ခွေးလေးကို ရှာမတွေ့ဘူးခေါ်တော့လေပြန်ထူးတတ်မကြရဘူးအိမ်ကြီးချင်းအဖိုးအဖွားတွေကိုမေးတော့လေသူတို့ကမတွေ့ဘူးလို့လင်းပြောကြတယ်။နောက်လဲကွက်ထဲမှာခွေးကလေးတည်ဆုံနေတာကို တွေ့လိုက်ရပါတော့တယ်။ခွေးလေးရဲ့အဖိုးနဲ့အဖွားဟာတတ်သမီးလိုချစ်ရတယ်ခွေးကလေးတုံဆုံသွားတာမို့ဝမ်းနေလို့ငိုကြွေးကြတဲ့ခွေးကလေးကို တေချာမြေမြုပ်ပြီး နေတိုင်းတတိတရားနဲ့သူ့အုပ်ကူလေးစီကိုသွားတွေ့ကြရှာတယ်။ ။တည့်ရတော့ထူးထူးဆန်းဆန်းပဲခွေးကလေးရဲ့အုပ်ကမှအပင်လေးတစ်ပင်ပေါက်နေတဲ့အဖိုးနဲ့အဖွားလည်းသူ့တို့ခွေးကလေးနင်းမြုပ်တဲ့နေရာကနေပေါက်တဲ့အပင်မိုးသေချာကယူဆိုင်ရေလောင်းပေါင်းတင်ပြုစုကြတယ်။အပင်လေးကအစင်းတို့တွင်မှာပဲအပင်အကြီးကြီးဖြစ်လာပြီးဘေးတွင်မှာလည်းအခြားအပင်တွေပါထပ်ပေါက်လာလို့အဲ့ဒီအနာတဝိုက်ဟာစိမ့်လန်းဆိုပြနေပါတော့တယ်။ အဖိုးဟာအပင်ရဲ့ခိုင်းကြီးဆုံးကိုဆန်ထဲထောင်းပြီးမုံလုံးဖို့စုံငယ်လေးတစ်ခုရအောင်ထွင်လိုက်တယ်။နောက်ပင်စီတစ်ခုကိုချက်ဖို့ရအောင် လုပ်တယ်ပြီးတော့စံမုံလုံးဖို့ဆန်ထောင်းကြည့်ကြတဲ့အခါဟယ်ဒီဆောင်ကနေ ရွှေတွင်ငွေတွေထွက်လာပြန်တဲ့ဒါနဲ့ဘေးအိမ်ကလောဘကြီးတဲ့အဖိုးအဖွားစုံတွေကတည်သွားပြန်တယ်။ဒါကြောင့်သူတို့မရှိတဲ့အချိန်မှာဇုံကိုလာခိုးပြီးစံတွေထည့်ထောင်ကြရပါရော။သူတို့ထင်သလိုရွှေတွင်ငွေတွေမထွက်လာပဲရွှန်းစရာအညစ်အကြေးတွေပဲထွက်လာကြတဲ့။ဒါကြောင့်စိတ်တူတူနဲ့အိမ်ရှိကမေးပုံနဲ့ထည့်ပြီးမိရှုပြစ်လိုက်ကြတယ်။ ွေကလေးရဲ့အဖိုးအဖွားတို့ဟာစုံတဲ့ကြပွဲပြောက်လို့လိုက်ရှာကြရင်မိဘုံထဲမှာပဲပြန်တွေ့ကြတဲ့ဒါနဲ့မိငိမ့်သွားတဲ့အထီးဆောင်မိဘုံကပြလေးတွေကိုပဲတယူတရာပြန်ယူလာခဲ့ကြရတယ်။ဝမ်းနဲ့စာနဲ့ပဲခွေကလေးရဲ့အုပ်ကုနာကိုသွားပြီးဒီပြလေးတွေကိုချက်ပြလိုက်တဲ့အခါခွေကလေးအုပ်ကူပေါ်ကအပင်ကြီးရောတခြားပင်တွေပါပန်းကလေးတွေချက်ချင်းပွင့်ပြီးဝေဆာသွားတဲ့ အဲ့ဒီအချိန်မှာပဲဘရင်သားတော်မင်းသားလေးတစ်ပါးဟာဟဲဒီနာက ဖြတ်သွားရင်ပန်းကလေးတွေဝေစာပြီးပွင့်နေတာကို တွေ့သွားတယ်။မင်းမြန်လိုက်တော့ပန်းတွေကိုပွင့်စေတဲ့သူဟာခွေးကလေးအဖိုးအဖွားတို့ဖြစ်ကြအတီသွားပြီးသူတို့လင်မယားကို သူကောင်းပြုပေးလိုက်တယ်။လောဘကြီးတဲ့လင်မယားလည်းဘရင်သားတော်ချင်းမြောက်စားတာရလို့လို့ မိဘုံကကြံတဲ့ပြားတွေကို လိုက်ကျဲလိုက်တဲ့သူတို့ထင်သလိုမဖြစ်လာပဲပြားတွေဟာမင်းသားလေးမျက်လုံးထဲဝင်သွားခဲ့လို့လောဘကြီးတဲ့အဖိုးဖွားလေးမယားကိုချိန်တည်းများများချစီပြီးတိုင်းပြည်ကနှင်ထုတ်လိုက်ပါတဲ့ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်